တင်တော့ရဲ့ချမိတ်ဆွေတငယ်ချင်းများညီကိုမောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာ ASM Business Electronic Projects Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်မိတ်ဆွေတငယ်ချင်းတွေအတွက်နော်ကျွန်တော် secret လို့နော်ဒီ web chat လေးပေါ့ဗျာနော်ကျွန်တော်တို့ဒီရေဖြန်းဖုံးနေရေဖြန်းဖုံးပေါ့နော်ဒီမှာ ထိတ်ကထိတ်ကဒီရေပန်းကရပေါ့နော်ရေကန်းရေပန်းကရက ပုံနေရာလေးကကျွန်တော်တို့အသုံးပြုတာများတော့ဒီပြုတ်ပြီးတော့ရေမလုံတော့ပါဘောเนาะအဲ့ဒါလေးကိုဘလို့ပြန်ပြီးတော့ရေလုံအောင်เนาะဒီလိုတခြားခေဟေတုเสียပါညာမလို့ပဲねအလွယ်တကူပြုတ်လုပ်တဲ့နေလေးကျွန်တော်မျှဝေပေးသွားပါမယ်ကဲအရင်ဆုံးလိုအပ်တာကတော့ဒီမှာကျွန်တော်တို့ဗီလတ်မြေလေးပေါ့เนาะဗီလတ်မြေဒီမှာကျွန်တော်ကော်ဖီဆွန်းပေါ့ဗျာနော်ကော်ဖီဆွန်းနဲ့ နှစ်စွန်းလောက်ထည့်ပါမယ်နောက်တစ်ခါဘာလို့မလဲဆိုတော့ဒီမှာနှစ်စွန်းထည့်လိုက်ပါတယ်ဆော့တာမှုန့်ပါเนาะဘေကင်းဆိုတာဖြစ်ပါတယ်ဘေကင်းဆိုတာလဲနှစ်စွန်းလောက်ထည့်လိုက်ပါတယ်เนาะပြီးရင်တော့အဲ့ဒီနှစ်ခုကိုတမတော့အောင်ရောတော့အောင်ပေါ့နော်ဒီချာလေးမှုန့်ပေးရမှာဖြစ်ပါတယ်အင်မတမအသုံးဝင်မဲ့နီလန်းလေးဖြစ်ပါတယ်ဗျာနော် တဟေတုဆက်တွေပါလေလုံးဝမလိုပါဘူးခင်ဗျာအင်မတန်မှရွေးရှင်းပြီးတော့အသုံးဝင်မဲ့နီလန်းလေးဖြစ်ပါလေခုလိုအဲ့လိုပြုတ်နေတဲ့နေရာလေးပေါ့နော်ပြုတ်နေတဲ့နေရာလေးကိုခဏကတည်းဘီလက်မြေနဲ့ဘေကင်းဆိုတာနဲ့ပေါ့နော်ရှင်းထားတဲ့အမှုံလေးတွေကိုပြည့်သွားအောင်ပေါ့ဗျာနော်ပြည့်သွားအောင်လေးဖြည့်ရမှာဖြစ်ပါလေ လိုက်ပေးရမှာပါနော်အဲ့လိုလေးဆဲဆဲကိုလုံးဝလေးကြက်ကြက်ကလေးဝင်သွားအောင်နော်ကဲအဲ့လိုလေးချမ်းတဲ့ဘေးရပိုးတဲ့ဟာလေးလေးဖယ်လိုက်ပါနော်အဲ့လိုလေးထည့်ပြီးဆိုရင်တော့ကျွန်တော်တို့ဘာလို့မလဲဆိုရင်စူပါဂလူးပေါ့ဗျာနော်စူပါဂလူးကော်ရီပေါ့နော်ဒီမှာတော့သူကျွန်တော်တို့ကတော့ဆင်ကော်လို့လဲခေါ်နော် ဆင်ကော်လို့ခေါ်လာထားပါတော့ရနော်အခေါ်ဝော်တွေကတော့အဲ့ကော်လေးကိုခုနကပြီးလက်မြင်နဲ့ဘေကင်းဆိုတာရောထားတဲ့အမှုံလေးတွေပေါ့ကိုပျော်ကြပေါ့နော်သူကအဲ့မှာဓာတ်ပြုတ်ပြီးတော့ဒီရေပန်းကရားနဲ့ရေပန်းကရားနဲ့ဒီဘက်ကပိုက်လုံးလေးနဲ့လုံးဝဆက်သွားမှာပေါ့နော်လုံးဝရေလဲလုံသွားမယ်နောက်ခေတိုးစရာမလိုဘဲနဲ့လုံးဝကတ်ပြီးတော့ပေါ့နော် ကပီးရင်ဒီအောက်ဘက်ကကြံတဲ့နေရာလေးလေကျွန်တော်ထည့်လိုက်ပါမယ်နော်ဒီတော့ရေလုံအောင်တော့ဒီအဲကွဲချောင်းနေရာလေးတွေကိုအကုန်လိုက်ထည့်လိုက်ပါဗျာနော်သိရရင်လည်းသိလိုက်ပါနော်ကြစ်ကြစ်လေးလေးကလေးဖြတ်တော့နော်ဒါဆင်ရရနော်ဘေးကခုနကလိုပဲဘေးမှာပူးနေတဲ့ဟာတွေတော့ဖယ်ထုတ်လိုက်ပါနော်ပြီးရင်ခုနကလိုပဲကော်ရီလေးကိုလိုက်ပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ် နောက်တစ်ခါကျွန်တော်ဒီ electronic နဲ့ပတ်သက်ပြီးတော့ဗောနော်အခြေခံကနေစပြီးတော့ခုပြန်တင်ပေးနေပါတယ်အဲ့ဒါကိုကျွန်တော် page လေးအသစ်ဖတ်ပွင့်ထားပါတယ်နော် ASM knowledge ဆိုတဲ့ page လေးဖြစ်ပါတယ်အဲ့ဒီ page လေးမှာကျွန်တော် electronic နဲ့အခြားဘုဒ္ဓတမျိုးစုံကိုကျွန်တော်အစကနေပြတော့ဗောနော်အသေးစိတ်အခြေခံ electronic ကနေစပြီးတော့ခုမျှဝေပေးနေပါပြီအဲ့ဒီ ASM knowledge page လေးကိုလည်းတွားရောက်ပြီးတော့ကြည့်ရှုအားပေးလို့ရပါတယ်ဗျာနော် ဲခေါဏကနော်အမှုံလေးတွေထည့်ပြီးရနော်အခုလိုပဲစူပါဂလူးရည်လေးပေါ့နော်ထပ်ပြီးတော့တတ်တပတ်ပြည့်အောင်ပေါ့ဗျာနော်တတ်တပတ်ပြည့်အောင်ထည့်လိုက်ပါလေသူကလုံးဝမာပြီးတော့နော်ကတ်သွားတာနော်လုံးဝမကွာတော့ဘူးပြည့်သူကတော်တော်လေးကိုဒါထူချတဲ့နီလန်လေးဖြစ်ပါလေနော်ကျွန်တော်မိတ်ဆွေတင်ငယ်ချင်းတွေလည်းတခြားသလို့ တန်တဲနဲ့လောက်ထားတဲ့ပစ္စည်းလေးတွေကွဲတာပဲ့တာပေါ့နော်ဒါလို့ရှိရင်မလုံးသားလေးတွေရှိရင်စန့်ကြည့်လို့ရပါတယ်တော်တော်လေးအဆင်ပြေပါတယ်နော်ခုလိုလေးလုပ်ပြီးရင်ကျွန်တော်7မိနစ်လောက်နေရင်သုံးလို့ရပါပြီအခုကျွန်တော်လက်တွေ့သုံးပြပါမယ်နော်အဲ့ဒီနေရာကလုံးဝရေမယိုအောင်ပေါ့နော်ရေယူသေးလားမယိုတော့ဘူးလားဆိုတာလေးကြည့်အောင်နော်ကျွန်တော်ဒါအပင်လေးတွေရေဖြန့်ပြပါမယ်နော် ဒီမှာကျွန်တော်မိတ်ဆွေတင်ငယ်ချင်းနေတွေ့တဲ့အတိုင်းပဲအဲ့ဒီရေပန်းရေပန်းဘယ်လိုခေါ်ရလဲရေပန်းကရလာပါတယ်ထိတ်ကနော်အဲ့ဒီနေရာလေးကလုံးဝရေမယူတော့ပါဘူးကျေရကျွန်တော်တန်းဆက်တဲ့ဟာလေးလဲအဲ့ဒါကိုတော့ကျွန်တော် ESM knowledge page နဲ့ခုနက ESM knowledge channel မှာဒီတန်းကြောင်းခေ ဆက်သက်ဟာလေးကိုလည်းကျွန်တော်အဲ့ဒီမှာမျှဝေပေးထားပါတယ်။သွားရောက်ပြီးတော့ကြည့်ရှုလေ့လာလို့ရပါတယ်နော်။ဒီမှာတော့ကျွန်တော်ကဒီရေပန်းကြရားလေးကိုရေလုံးအောင်လုပ်ပြတာဖြစ်ပါတယ်။ကဲအားလုံးအဆင်ပြေကြပါစေခင်ဗျာ။